ားလုံးပဲမင်္ဂလာပါကျွန်တို့တို့မှာတင်းအတွက်ဟန်ဆိုဒီအခုမှနင်ဂျာပါဝင်တဲ့ Hero Revan အသစ်တစ်ခုပြောပြဖို့ရှိပါတယ်ဒီ Revan မှာတော့ဟန်ဆိုကသူ့ရဲ့တမူထူးခြားတဲ့ Dive Sensing ဇာပုံကိုဆက်လက်ထိန်းသိမ်းထားပြီးဂျေဒီမှာပဲတည်တာထင်ရှားတဲ့အသက်ရှင်နိုင်စွမ်းတိုးတက်မှုတွေကိုရရှိထားပါတယ်အခုဆိုရင်သူကလူသားပုံစံမှာ dash gate တစ်ခုရှိမှဖြစ်ပြီးသူ ultimate 3လိုက်ချိန်မှာသူခန္ဓာကိုယ်ကိုပြတ်မှတ်ထားလို့ရမှာမဟုတ်ပါဘူး။ Akuma Ninja Hanzo passive အဘိနိုဟာဘကီရီဟန်ဆွေပတ်စစ်ကိုပြန်လည်ပြုတ်ပေးထားပါတယ်သူဘေးစေးတက်တွေနဲ့စကေးတွေကအခုဆိုရင်ပြတ်မှတ်တွေကို damage ကြီးအောင်လုပ်ချိန်မှာ deck din juice တက်ရောက်ချိန်မှာဖြစ်ပြီးတော့ငါးကြီးဒီ stack ဖြစ်နိုင်ပါတယ်ဟန်ဆွေပရမစကေး roster အပြည့်ဖြစ်နေပြတ်မှတ်တွေပေါ်မှာပဲသုံးနိုင်မှာဖြစ်ပါတယ်ပရမစကေး ninjutsu demon feast ဟန်ဆွေပရမစကီကအခုဆိုရင်ခရီးတွေမကဘဲတခြားရာတွေကပြင်မှတ်ထားနိုင်မှာဖြစ်ပြီးပြင်မှတ်ပေါ်မူတည်ပြီးတော့အဖက်တွေကွဲပြားသွားမှာပဲဖြစ်ပါတယ်ခရီးတွေပေါ်မှာ၃ချိန်မှာတော့၎င်းကသူတို့ကိုတိုက်ရိုက်ဝါမျိုးလိုက်မှာဖြစ်ပြီးဟန်ဆွေ HP ကိုပြန်လည်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်ဂျာတေဒါမို့လော့ဘော၃ချိန်မှာတော့၎င်းကထူးတမ်းပေးထိစီမှာဖြစ်ပါတယ်ဂျန်ဒရီပေါ်၃ချိန်မှာတော့၎င်းကများပြားလာတဲ့ဒမ်းပေးကိုထိစီမှာပဲဖြစ်ပါတယ်ဒူရီယာစကိန်းနင်ဂျာဆူဂျက်မစ် ဟန်ဆိုရဲ့ဒုတိယစကေးကိုလည်းသူ့ရဲ့လူသားပုံစံမှာအသက်ရှင်နိုင်စွမ်းကိုမြင့်တင်ပေးဖို့ပြန်လည်ပြုလုပ်ပေးထားပါတယ်။ခုဆိုရင်ဟန်ဆိုကပြတ်မှတ် UD ဘက်ကိုထုံနိုးတက်သွားပြီးချိန်တည်းမှာပဲသူ့နောက်မှာ Dark Base လမ်းကြောင်းကိုခြံထားနိုင်ခဲ့မှာဖြစ်ပါတယ်။ Dark Base ပေါ်မှာရှိတဲ့ချိန်မှာတော့သူက movement speed ရရှိမှာဖြစ်ပြီးရန်သူတွေကတော့ damage ထိကနှေးနေမှာပဲဖြစ်ပါတယ်။ Ultimate King Jesus Pinnacle Ninja အခုဆိုရင်ဟန်ဆိုရဲ့ခန္ဓာကိုယ်က Ultimate 3နေချိန်တွင်းမှာပြတ်မှတ်ထားလို့ရတော့မှာမဟုတ်ပါဘူး။ဟန်ဆိုက Demon Black ကိုရရှိမှာဖြစ်ပြီးနတ်ဆိုဟာနီကာကေကိုထိန်းချုပ်ပြီးတော့ချိန်တွေမှာပဲသူ့ခန္ဓာကိုယ်နောက်မှာထားခဲ့မှာပဲဖြစ်ပါတယ်။ဒီချိန်တွေမှာတော့ဟန်ဆိုက Skate တွေကိုရရှိမှာဖြစ်ပြီးအတားဆီးတွေကိုကြော်ဖြတ်သွားနိုင်တာ Human Speed နဲ့ Attack Speed တိုးလာမှာပဲဖြစ်ပါတယ်။ဒီချိန်မှာတော့ဟန်ဆိုကဒီမွန်ဘလက်ကိုဇက်တိုက်သုံးဆွဲမှာဖြစ်ပြီး၎င်းလုံးဝကုံသွားချိန်မှာတော့ဟန်ဆိုရဲ့ခန္ဓာကိုယ်ကဟန်နီကာကေရဲ့လက်ရှိတီနီယာစီရွေသွားမှာပဲဖြစ်ပါတယ် အကယ်၍ဟန်နီကာကီကအသက်ခံခဲ့ရရင်တော့ဟန်ဆိုကသူ့ခန္ဓာကိုယ်ရှိရာစီပြန်ပို့ခံရမှာပဲဖြစ်ပြီးနေချင်းနဲ့တခြားဒီဘက်တွေတက်ရောက်မှာဖြစ်ကသူတီနီယာကပေါ်လာမှာပဲဖြစ်ပါတယ်။ဟန်ဆိုနေတဲ့အာတီမေကိုထပ်နှိပ်ပြီးတော့လေသူ့ခန္ဓာကိုယ်စီချက်ချင်းပြန်သွားနိုင်ပါတယ်။ဟန်နီကာကီပရမတ်စကေးဖော်ဗီဒန်နေဂျာဆူဆိုးစနက်ဒီစကေးကိုတုံးပြဖို့အတွက်စတက်အပြည့်ရှိဖို့လိုအပ်တော့မှာမဟုတ်ပါဘူး။ န်ဒီကာကေကရန်သူခန္ဓာကိုယ်တွေကိုဝင်ရောက်သွားပြီးတော့ခနာချပြီးမှာ၎င်းတို့ပေါ်တိတ်အောင်နေတဲ့ဓာတ်နေကျုစုစတက်တွေအကုန်လုံးကိုဖောက်ခွဲပြန်မှာဖြစ်ကာစတက်ပမာဏပေါ်မူတီဗီဒါမေ့ထိစေမှာပဲဖြစ်ပါတယ်အကယ်၍ပြင်းထန်ပုံမှာဒန်နီဂျက်ဆုစတက်၅ခုတက်ရောက်နေပါကဟာရီကာကေနေနဲ့ HB လဲဇက်တိုက်ပြန်ပြေးလာမှာပဲဖြစ်ပါတယ်ဟာရီကာကေဒူရီယာစကိတ်ဖော်ပီဒန်နင်ဂျက်ဆု Black Mix Revamp လုပ်ထားတဲ့စကိတ်2ကများပြားတဲ့ AOE ဒါမေ့နဲ့တခုံလုံးတက်သွားနိုင်စွမ်းပေးမှာပဲဖြစ်ပါတယ် ဟန်ရီကာဂေကပြင်မဲ့ဥဒီပက်စီဒုံလုံးတက်သွားပြီးတော့ရန်သူတွေလေးပုံမြောက်သွားစီကချိန်တိုင်းမှာပဲနောက်မှာမြူကိုလန်ကြောင်တစ်ခုခြံထားခဲ့မှာဖြစ်ပါတယ်။မြူကိုတွေမှာရှိတဲ့ရန်သူတွေကဒမ်မိတ်တီမှာဖြစ်ပြီးနှေးသွားမှာပဲဖြစ်ပါတယ်။ကန်လုံးချိန်မှာတော့ဟန်ဆိုနေနဲ့ရန်သူနာကတ်ဖို့တူတူရစကေးကိုအသုံးပြုနိုင်ပြီးအဲ့နောက်မှာတော့ basic attack တွေနဲ့သူ passive ကို stack လောက်ခါအဲ့နောက်မှာတော့ damage များများထိစီဖို့အတွက်သူ့ရဲ့ပရမစကေးကို stack အပြည့်မှာအသုံးပြုပါ။ အသင်းလိုက်တိုက်ခိုက်ချင်းမာရောဟန်ဆိုနေနဲ့အန်ရကင်းတဲ့နေရာကနေသူအော်တိမိတ်ကိုတုံးပြီးတော့ဟာနီကာကီနေနဲ့တိုက်ခိုက်သင့်ပါတယ်ရန်သူစီတုံလုံးတက်သွားပြီးလေးပုံမြောင်သွားအောင်လှုပ်ဖို့အတွက်သူဒူရီယာစကေးကိုတုံးပြီးတော့အိုင်နောက်မှာတော့သူ့ရဲ့ပါစစ်ကိုမြန်မြန်စတက်ဖြစ်စေဖို့သူ့ရဲ့ဘလက်မစ်နဲ့ဘေးစစ်အတက်ကိုတုံးကအိုင်နောက်မှာတော့ဒါမေးကိုအများဆုံးထိစေဖို့အတွက်သူ့ရဲ့ပရမစကေးကိုတုံးပြူပါဟန်ဆိုကရန်သူစီကိုအဝေးကနေ dive လုပ်ပြီးတော့တိုက်ခိုက်တာနဲ့ bash damage တိစေတဲ့နေရာမှာထူးကျွန်ပါတယ်။သူ့အနေနဲ့ပြက်မှောက်ခွဲထုတ်ပြီးတပ်ဖြတ်ဖို့တော့အသေးနဲ့ပူပေါင်းလှုပ်ဆောင်တင်ပါတယ်။ န်ဆိုရဲ့ပထမစကေးကသူ့ရဲ့ဂိမ်းစပိုင်းဂျန်လေးတို့ကမရှိမဖြစ်ဖြစ်တာကြောင့်ဒေဗစ်ဝမ်းမှာ၎င်းအဆင့်မြင့်ပြီးအိုင်နောက်မှာ၎င်းကိုဆက်လက်ဦးစားပေးအဆင့်မြင့်ပါဟန်ဆိုရဲ့အာတီမိတ်ကိုအသုံးပြုချိန်မှာတော့သူ့ခန္ဓာကိုယ်အန်ရကင်းတဲ့နေရာမှာထားခဲ့ကဟန်ရီကာကေကိုတိုးပြီးတော့ဒိုင်းလုပ်ပြီးဒမ်းမီများများထိအောင်လုပ်ပါဟန်ဆိုနေနဲ့ရန်သူရဲ့ခရီးတွေကိုမျိုးချပြီးတော့၎င်းတို့စီကနေ goal ehp နဲ့ battery ရရှိဖို့သူ့ရဲ့ပထမ skill ကိုအသုံးပြုနိုင်ပါတယ် ကျွန်တော်အနေနဲ့ Hanzo အတွက် Assassin Emblem ကို Rapture, Master Assassin နဲ့ Galen Spree Talent တို့နဲ့တွဲသုံးဖို့အကြံပြုလိုပါတယ်။ Assassin Emblem က Hanzo ကိုများပြားတဲ့ Penetration ပေးနိုင်ပြီးတော့ Rapture ကလည်းပိုလို့တောင်တိုးပေးနိုင်ပါသေးတယ်။မာဆာဆစ်စင်ကတော့ဟန်ဆိုနေနဲ့တယောက်တည်းဂန်လုံးချိန်မှာသူ့ရဲ့ဒါမေ့ကိုတိုးပေးနိုင်ပြီးဂီလင်စပီကတော့သူ့အနေနဲ့ရန်သူကိုတတ်ချိန်နဲ့မှာ HP ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့်သူ့အနေနဲ့ရန်သူအသေးချာတတ်နိုင်မှုတော့တိုက်ပွဲတွင်းမှာနေနိုင်မှာပဲဖြစ်ပါတယ် ကျွန်တော်အနေနဲ့ဟန်ဆိုရက် retribution battle spare ကိုအကြံပြုလိုပါတယ်။သူ့ရဲ့မြင်မာနဲ့ရွေးရှားနိုင်စွမ်း bass damage နဲ့တမူထူးခြားတဲ့ပထမ skill တို့ကသူ့ကိုအလွန်တရားမှုရှိတဲ့ jungler ဖြစ်စေပါတယ်။ဟန်ဆိုရက် ultimate ကသူ့ကို trolley အနေနဲ့ကင်းတဲ့နေရာကနေရန်သူကိုရန်ဆဒိုးမုံ dive လုပ်စေနိုင်တာကြောင့်သူ့ကိုလေလာ exia နဲ့ jushin တို့လိုမျိုးရွေးရှားနိုင်စွမ်းမရှိတဲ့ပျော့တဲ့ hero တွေအတွက်ကြီးမားတဲ့ချိန်ချောင်းမှုကြီးဖြစ်စေလို့ချိန်ထဲမှာပဲအသင်းလိုက်တိုက်ခိုက်ခြင်းမှာရန်သူတွေကိုနှောက်ယှက်စေနိုင်မှာပဲဖြစ်ပါတယ်။ ဟန်ဆိုကဖန်ဒီလန်စလိုနဲ့အာလော့ဒိုလိုမျိုးရွေးရှားနိုင်စွမ်းများတဲ့ဟီးရိုးတွေပေါ်စတက်တွေတက်ရောက်လောက်ရတာခက်တာကြောင့်ဟန်ဆိုရဲ့ဒါမေးကိုအကန့်အသတ်ဖြစ်စေပြီးအနေငယ်ခက်ခဲစေနိုင်ပါတယ်။ဟန်ဆိုမှာမြန်မာရဲ့ဘတ်အလားလာတွေရှိပေမဲ့သူပတ်စစ်ကိုစတက်လုပ်ဖို့အတွက်ချိန်လိုတာကြောင့်ဥရောရာဗယ်လာရစ်နဲ့ထီဂရီယန်တို့လိုမျိုးရန်သူကိုစီစီနဲ့ထိန်းထားနိုင်တဲ့ဟီးရိုးတွေနဲ့လိုက်ဖက်ကြည့်ပါလိမ့်။ ဂိမ်းစပိုင်းမှာတော့ရန်သူရဲ့ဘက်ခရီထွက်လာတာကိုစောင့်ပြီးအိုင်နာဘာရောဒူရီယာစကေးနဲ့၎င်းပေါ်ဟန်ဆွဲပတ်စစ်ကိုမြန်မြန်တက်ရောက်စေကပထမစကေးနဲ့ဝါမျိုးချင်းအဖင်ရန်သူဂျန်ကလာရဲ့ဘက်ဂိုးနဲ့ EXP တို့ကိုလူယူပါဂိမ်းလေပိုင်းနဲ့ဂိမ်းနောက်ပိုင်းတင်းလိုက်တိုက်ခိုက်ချင်းနေမှာတော့အန်ဒီယကင်းနဲ့နေရာကနေဟန်ဆွဲအာတီမစ်ကိုတုံးပြီးဟာနီခါကင်းနဲ့တိုက်ခိုက်ပါအတင်းရွက်ရေတွက်အာသာချက်ကိုဖန်တီးပေးနိုင်ဖို့ပြောတဲ့ပြင်းမှန်စီရအောင်သူဒုတိယစကေးရဲ့ခပ်ဝင်းဝင်းထုံလို့တက်သွားနိုင်စွမ်းကိုသုံးပြီး၎င်းတို့ကိုတတ်ဖြတ်ပါ revamp ပြုလုပ်ထားတဲ့ Hanzo ဒီ Akuma Ninja က February 17ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်။စာရင်ထွက်ရှိတဲ့ရန်သရပတ်အတွင်းမှာ300ကန်လုံးစော်စည်းကိုရယူလိုက်ပါ။နောက်တစ်ချိန်မတိုင်ခင်ထိရုပ်တို့အနေနဲ့ Lando Down မှာပြန်ဆောင်ကြတာပေါ့။